အားလုံးမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာသူရပါအဲထရီဒီယောဂကူဆရာဝန်ပါကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့အားလုံးရဲ့ကျန်းမာရေးအတွက်အရေးကြီးတဲ့အချက်အနေနဲ့ပေါ့နော်အဲအသေးကျန်းမာရေးပေါ့နော်အသေးကျန်းမာရေးအတွက်အဲစာသုံးသင့်တဲ့အစားအစာရဲ့ရှောင်ရှားသင့်တဲ့အစားအစာတွေရဲ့နည်းပတ်သက်ပြီးတော့ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အဲ့ဒါဆိုတော့ပေါ့နော်အဲ ဒီအသေးကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်တစ်ပတ်လောက်ကြာလို့ရှိရင်လည်းဒီအသေးထိခိုက်ပျက်စီးရခြင်းအကြောင်းကိုကျွန်တော်ဗီဒီယိုလေးတင်ပြဖို့တော့ရှိပါတယ်အဲအဲ့ဒါကိုလည်းစောင့်ကြည့်ပြီးတော့အားပေးကြပါအောင်ပေါ့နော်အဲအဲ့ဒါဆိုတော့ဒီအသေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်အသေးဆိုတာကခန္ဓာကိုယ်ထဲမှာအကြီးဆုံးအင်္ဂါစိတ်ပိုင်းတစ်ခုလည်းဖြစ်တယ်သူ့မှာလုပ်ငန်းဆောင်တာတွေအများကြီးလည်းရှိတယ်ပေါ့နော်အဲအဲ့ဒီမှာမှအဓိကကြားတဲ့လုပ်ငန်းဆောင်တာတွေပြောပါဆိုလို့ရှိရင်တော့ အစားစားတွေအတွေးတွေကနေပြီးတော့ပါဝင်လာတဲ့ဒီအစိတ်တောက်တွေကို သူကခြေဖြတ်ပေးတယ်ဗောနော်အပြီးတော့ပရိုတင်းဓာတ်တွေကိုထုတ်လုပ်ပေးတယ်ဗိုက်တာမင်ဓာတ်တွေကိုတူလောင်ထားပေးတယ်ပြီးတော့မှအတွေးထဲမှာရှိတဲ့တခြားဓာတ်ဗောနော်အချို့ဓာတ်ကိုလည်းထိညှိပေးတယ်အဲဒါကဒီအသေးကအဓိကလှုပ်ဆောင်ပေးတဲ့လုပ်ငန်းဆောင်တာတွေလို့ဖြစ်တယ်ဗောနော်အဲအဲ့ဒါဆိုတော့ကျွန်တော်တို့တွေးအစားစားတွေမှာပါလာတဲ့အစိတ်တောက်တွေကိုအဓိက ခြေဖြတ်ပေးတာကအသေးဖြစ်နေတဲ့ခါကျတော့ ကျွန်တော်တို့နေစဉ်စားသုံးနေတဲ့အစားအစာကလည်းအသေးချမ်းမှရည်တွက်အရေးကြီးတယ်ဆိုတာကို သိထားဖို့လိုတယ်ပေါ့နော်အဲ့ဒါဆိုတော့ဘယ်လိုမျိုးအစားအစာတွေကအသေးတွက်ချမ်းမှရည်တွက်ကောင်းမွန်ပြီးတော့မှဘယ်လိုအစားအစာတွေကအသေးချမ်းမှရည်ကို ထိခိုက်စေလဲဆိုတာကိုအဲကျွန်တော်ပြောပြတာကိုနားထောင်ရင်းနေမှာပဲကြိုတင်ကောက်ွယ်ပြီးတော့ဟိုလိုက်နာလိုက်လို့ရှိရင်တော့ပိုကောင်းတယ်ပေါ့နော်အဲကျွန်တော်တို့မြန်မာနိုင်ငံမှာကဒီအသေးတွေကြောက်ကတ်တွေ အဲ့လိုမျိုးပေါ့နော်အင်္ဂါစိတ်ပိုင်းတွေကိုလူတွေကပေါ့ပေါ့တင်တယ်ပဲတွေးကြတယ်ပေါ့နော်အစားတောက်ဆိုလဲမစင်ချင်အဲစားကြတယ်ဆေးဆိုလဲအရန်ရန်တောက်တယ်ပေါ့နော်အဲ့လိုမျိုးဟာတွေကဒီကြောက်ကတ်တွေအသေးတွေကိုပျက်စီးစေရတဲ့အကြောင်းရင်းတွေမှလည်းပါတယ်ပေါ့နော်အဲ့ဒါကြောင့်ဆက်လက်ပြီးတော့နားထောင်ကြည့်ကြမယ်ပေါ့နော်အဲအဲ့ဒါဆိုတော့ခုနကကျွန်တော်ပြောခဲ့တဲ့နေရာမှာအသေးလုံးနဲ့စောင်းတာတွေပါတယ်ဆိုတော့အသေးလုံးနဲ့စောင်းတာတွေကိုအတိအကျလေးဆက်ပြီးတော့ကျွန်တော်တို့စဉ်းစားကြည့်မယ်ပေါ့နော်ပထမဆုံးအနေနဲ့ကတော့ ခန္ဓာကိုယ်တွေးထဲမှာပေါ့နော်တွေးထဲမှာရှိတဲ့အစိတ်တောက်တွေကိုခြေဖြတ်ပေးခြင်းဆိုတဲ့လုပ်ငန်းဆောင်တာကိုအဓိကလှူဆောင်ပေးတယ်အဲဒုတိယအချက်အနေနဲ့ကတော့ကျွန်တော်တို့စာသုံးလိုက်တဲ့အစာစာကနေပြီးတော့မှစွမ်းအင်ဖြစ်တူလောင်ထားပေးတဲ့လုပ်ငန်းဆောင်တာကိုလည်းလှူဆောင်ပေးတယ်အဲတတိယအချက်အနေနဲ့ကတော့ဒီခန္ဓာကိုယ်အတွက်လိုအပ်တဲ့ protein ဓာတ်တွေကိုလည်းသင်ကထုတ်လုပ်ပေးတယ်။အဲနောက်ပြီးကြတော့ဒီသဲချည်ရည်ကိုလည်းထုတ်လုပ်ပေးတာမျိုးလည်းရှိတယ်။အဲနောက်ပြီးကြတော့ဒီ vitamin D အဲပြီးတော့မှခန္ဓာကိုယ်မှာရှိတဲ့ဒီတရားဓာတ်တွေကိုလည်းအဲတူလောင်ထားပြီးတယ်ပေါ့နော်ဒါကအသေးရအရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေပဲဖြစ်ပါတယ်အဲ့ဒါဆိုတော့ဘလိုအစားအစာတွေကပေါ့နော်အသေးချမ်းမရေအတွက်ကောင်းမွန်စီလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ပြောပြပေးမှာဖြစ်တယ်ပေါ့နော်ပထမဆုံးအနေနဲ့ကတော့ကော်ဖီပေါ့နော်အဲကော်ဖီလို့ဆိုတဲ့နေရာမှာလည်းဟိုအချိုဓာတ်လွန်ကဲပြီးတော့မှခရမီတွေများတဲ့ကော်ဖီမျိုးကိုတော့ပြောချင်တာတော့မဟုတ်ဘူး အဲ black coffee ပုံစံမျိုးကိုတော့အဓိကပြောချင်တာဖြစ်တယ်အဲ့ဒါကအသေးချမ်းမကြီးတော့ကောင်းနေပေါ့နော်အဲဒုတိယချမ်းနေနေကတော့ဒီစိမ်းရောင်ဟင်းသီးဟင်းရွက်တွေပေါ့နော်အဲအဲ့ဒါကြီးကလည်းသူတို့တွေမှာဆိုလို့ရှိရင်တော့ဗီတာမင်ဓာတ်တွေကျွဲဝါးစွာပါဝင်ပြီးတော့မှ anti oxidants ဓာတ်တွေပါဝင်တဲ့အတွက်အသေးချမ်းမကြီးအတွက်ထောက်ကူပြုပါတယ်အဲနောက်ကြတော့ဒီ coffee တော့တို့ပေါ့နော် coffee ပန်းမွေးတို့မျိုးအဲဟင်းသီးဟင်းရွက်တွေကလည်းအသေးချမ်းမကြီးအတွက် ကောင်းမွန်စေပါတယ် အဲနောက်ပြီးကျတော့ဒီ berry သီးတွေပေါ့နော်အဲ့ဒီ berry သီးတွေကလည်းသေချာမရေးအတွက်ထောက်ကူပြုတဲ့ထဲမှာ ပါဝင်ပါတယ်အဲနောက်ပြီးကျတော့ပေါ့နော်ဒီစပစ်တီပေါ့နော်စပစ်တီကလည်းအသေးချာမရေးအတွက်ကောင်းမွန်စေတဲ့ antioxidant ဓာတ်တွေပါဝင်တဲ့ချားဓာတ်တွေပါဝင်တဲ့အတွက်အသေးချာမရေးအတွက်ထောက်ကူပြုပါတယ်အဲနောက်တစ်ခုအနေနဲ့ကတော့ဒီအဆိတ်အဆန်တွေပေါ့နော်ဒီအဆိတ်အဆန်တွေကလည်းအသေးချာမရေးအတွက်ထောက်ကူဖြစ်ပါတယ်နောက်ပြီးကျတော့ဒီ green tea ပေါ့နော် အဲ့လက်ဖက်စိမ်းကလည်းအသေးချမ်းမကြီးကိုအထောက်ကူပြုတယ်ကောင်းမွန်တယ်ဗောနော်အဲနောက်ပြကြတော့ဒီတန်လွင်စီဗောနော်တန်လွင်စီကလည်းအသေးချမ်းမကြီးအတွက်ကောင်းမွန်ပြီးတော့အထောက်ကူပြုပါတယ်အဲနောက်တစ်ခုနေနေဆိုလို့ရှိရင်တော့ဒီ omega 3 fatty acid ပါဝင်တဲ့ငါးတွေဗောနော်ဒီငါးတွေကလည်းအသေးချမ်းမကြီးအတွက်အထောက်ကူပြုပြီးတော့ကောင်းမွန်စေပါတယ်နောက်တစ်ခုနေနေဆိုလို့ရှိရင်တော့ကျက်သွုံပြုဗောနော်ကျက်သွုံပြုကလည်းအသေးချမ်းမကြီးအတွက်အထောက်ကူပြုပြီးတော့မှာ အသေးချမ်းမကြီးကိုကောင်းမွန်စေတဲ့တဲ့မှာပါဝင်ပါတယ်။အဲနောက်ဆုံးတစ်ခုအနေနဲ့ကတော့ဗောနော်ဒီဂျုံတို့ဆန်တို့ဗောနော်အဲ့လိုမျိုးအနံတွေဗောနော်ဒီအနံတွေကလည်းအသေးချမ်းမကြီးအတွက်ထောက်ကူပြုပြီးတော့ကောင်းမွန်စေတဲ့တဲ့မှာပါတယ်ဗောနော်။အဲဆိုတော့ဒီဟာတွေကအသေးချမ်းမကြီးအတွက်ကောင်းတဲ့အဲအစားအစာတွေဖြစ်တယ်။အဲဒါဆိုတော့အသေးချမ်းမကြီးကိုအဲဒုက္ခပေးနိုင်တဲ့အနေရရှိတဲ့အစားအစာတွေကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးမှာဖြစ်တယ်။ ပထမဆုံးအနေနဲ့ကတော့ရက်ပေါ့နော်အားလုံးနဲ့သိပြီးသားပဲဖြစ်တဲ့ရက်ကအသေးကိုထိခိုက်ပျက်စီးစေတဲ့နေရာမှာပါဝင်တယ်အဲဒါကြောင့်ရက်ကိုရှောင်ချဖို့အဲလိုတယ်ပေါ့နော်အဲနောက်တစ်မျိုးအနေနဲ့ဆိုလို့ရှိရင်တော့ဒီအချူရည်တွေပေါ့နော်အဖြစ်ချူရည်တွေအချူတက်လွန်ကဲနေတဲ့အစားအစာတွေပေါ့နော်အဲဒါတွေကအသေးကျမှရင်တော့ထိခိုက်ပျက်စီးစေတဲ့အတွက်အဲဒါမျိုးတွေဆိုလို့ရှိရင်လည်းဆင်ကျင်ပြီးတော့စားသုံးဖို့လိုမှာဖြစ်တယ် အဲနောက်တစ်ခုအနေနဲ့ကတော့ဗောနော်အရန်လုံလုံကဲစွာချက်ပြုတ်ကြော်လော်ထားတဲ့အစားအစာတွေဗောနော်အဲ့ဒါတွေကလည်းဒီအသေးချမ်းမကြီးကိုထိခိုက်ဖြက်စီးစေပြီးတော့မှအဲဆိုးဝါးစေတဲ့အတွက်ဒီလိုမျိုးအစားအစာတွေကိုလည်းရှောင်ရှားဖို့လိုတယ်ဗောနော်အဲနောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ဒီအနီရောင်အသားတွေဗောနော်ကျူတင်ပြင်ဆင်ထားတဲ့အသားတွေလုံကဲစွာစားသုံးခြင်းကလည်းအသေးချမ်းမကြီးကိုထိခိုက်ဖြက်စီးစေနိုင်တယ်ဗောနော် အဲနောက်ဒီစားပေါ့နော် အငန်ဓာတ်လွန်ကဲတဲ့အစားစာတွေကလည်းအသေးကိုထိခိုက်အဲပျက်စီးစေတဲ့နေရာမှာပါတယ်အဲနောက်တစ်ခုအနေနဲ့ကတော့ပေါ့နော်ဟိုအလွန်ကျွန်တန့်စင်အောင်ပြုလုပ်ထားတဲ့နှံတွေပေါ့နော်ဆန်တို့ဂျုံတို့ပေါ့နော်အဲ့ဒါတွေကလည်းအသေးကိုထိခိုက်ပျက်စီးစေပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ဆိုလို့ရှိရင်ပေါ့နော် ကစီဓာတ်လွန်ကဲစွာပါဝင်တဲ့အစားစာတွေကလည်းအသေးကိုထိခိုက်ပျက်စီးစေနိုင်တဲ့အတွက်သတိထားဆင်ခြင်မှုလိုပါတယ် အဲ့ဒါဆိုတော့ဗောနကျွန်တော်အရှိမပြောခဲ့သလိုပဲအစားအစာကအသေးချမ်းမကြီးအတွက်အရေးကြီးတာဖြစ်တဲ့အခါကျတော့အစာအာဟာရကိုတိကျစောင့်သုံးခြင်းအဖြစ်အသေးချမ်းမကြီးကိုလည်းကူဆိုင်ဖို့လိုတယ်။အဲပထမဆုံးအနေနဲ့ပြန်ပြီးတော့ပြောပြရမယ်ဆိုလို့ရှိရင်တော့အစာအာဟာရဒီတင်းတင်းမြတ်တာပြီးတော့လုံလောက်စွာအဲစောင့်သုံးဖို့လိုတယ်။အဲ့ဒါမှပဲအသေးချမ်းမကြီးကိုအထောက်အပံ့ပြုမှဖြစ်တယ်။နောက်တစ်ခုအနေနဲ့ကတော့ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့ရေဓာတ်လုံလောက်စွာရရှိဖို့အတွက်ရေကို အဲမမန်တောက်တုံးဖို့တေချာလေးတောက်တုံးဖို့လည်းလိုပါတယ်ရေထက်ပြေဝနိုင်ဖို့လည်းလိုတယ်ပေါ့နော်အဲနောက်တစ်ခုကတော့ဒီအသင်ကျော်လောချက်ပြုတ်ထားတဲ့အစားစားတွေကိုအကန့်တ်ပေါ့နော်တနေတဲ့သိန်းဒီစားတုံးဒါမျိုးလည်းလှူဆောင်တင်တယ်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ကိုယ်အိမ်မှာကိုယ်ချက်ပြုတ်စားတောက်တာကတော့အကောင်းဆုံးဖြစ်ပါတယ်အဲဆိုတော့ပေါ့နော်ကျွန်တော်အရှိမပြောခဲ့တဲ့အစားတောက်တွေလည်းစင်ချင်းစားတုံးတယ်ဈမိုင်းနဲ့ညီညွတ်အောင်လည်းနေထိုင်တယ်အဲ့လိုမျိုးနေထိုင်နေရင်လည်း အဲမျက်လုံးတွေဝါတယ်အသားတွေဝါတယ်ဘိုက်တွေအောက်တယ်ဆိုလို့ရှိရင်တော့နီးစက်ရဆေးရုံစေကမ်းမှာပြသပြီးတော့ဆောင်းနဲ့တိုင်ပင်ဖို့လိုတယ်ဆိုတော့ကျွန်တော်အတိပီးရင်းနဲ့ပဲနီကုံချုပ်လိုက်ပါတယ်အဲကျွန်တော်အခုလိုမျိုးပြောပြတဲ့ဗီဒီယိုတွေကနားထောင်လိုက်တဲ့ခါကျတော့တခခုအကျိုးရှိမယ်ဆိုလို့ရှိရင်တော့ကွန်မန့်မှာမန့်ငယ်ပေးပါအောင် အားလုံးကိုကျေးဇူးတင်ပါတယ်အဲဒီကျမ်းမာရေးနဲ့ပတ်သက်တဲ့အသိပညာဘူးတရားတွေကိုကျွန်တော်ဆက်လက်ပြီးတော့မျှဝေပေးအောင်မှာဖြစ်တဲ့အားအားကြောင့်မလို့ ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားပေးချပါအောင်အဲပြီးတော့ကျွန်တော် channel မှာတခြား video တွေလည်းတင်ထားတာမျိုးတွေလည်းရှိတယ်အားလေးဒီကိုလည်းဝင်ကြည့်ပြီးတော့အဲနားထောင်ပြီးတော့ကျမရဲ့အသိပညာဘုဒ္ဓရာတွေရရှိကြပါစေလို့အဲမျှော်လင့်ပြီးတော့ပဲကျွန်တော်ညီကုန်ချုပ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်